ဟယ်လိုအားလုံးပဲမင်္ဂလာပါမမဖူပေါ်ရမှာအားလုံးကိုပြန်လည်ပြီးတော့မှချစ်စွန်လိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမြန်မာလှည့်စင်တင်ဟာပါကစ္စတန်လှည့်စင်တင်နဲ့ဂျွန်လာဆယ်ရင်နဲ့မှာအရှာဖလားချစ်စပွဲကိုရန်ကုန်မြို့တူနာအားသာဝေးမှာရှင်မင်္ဂသာသောက်ဖို့အတွက်ရှိနေပါတယ်အဆိုပါပွဲစဉ်ဟာကနဦးကရန်ကုန်မှာရှင်မင်ဖို့အတွက်စီစဉ်ထားခဲ့ရမှာပဲနဲ့ညာပါကစ္စတန်မှာကစားဖို့အတွက်စီစဉ်ထားခဲ့ရပါဒါပေမဲ့လည်းပါကစ္စတန်ဘလုံးဖွဲ့ချုပ်ဘက်က အမှုဆောင်ရာရှိချုပ်ရွေးချယ်ပွဲနဲ့တက်ဆိုင်နေခဲ့တာဖြစ်တဲ့အတွက် EFC တန်ကိုတင်ပြပြီးတော့မှခွင့်တောင်းခဲ့ရဖြစ်တဲ့အတွက်ဒါဇွန်လ10ရက်နေ့မှာမြန်မာနိုင်ငံရန်ကုန်မြို့ရှိတူဝနာသာခွင့်မှာရှင်မင်းကစားဖို့အတွက်ဖြစ်လာတာလည်းဖြစ်ပါတယ်။ဆိုတော့မြန်မာလိုင်စင်တင်တဲ့မြန်မာလိုင်စင်တင်အနေနဲ့ဇွန်လ10ရက်နေ့မှာကစားမယ့်ပါကစ္စတန်အသင်းရဲ့ပွဲစဉ်မှာအနိုင်သုံးမှတ်ကိုမဖြစ်မနေရယူဖို့အတွက်လိုအပ်ပါတယ်။ ကယ်လို့အဆိုပါပွဲစဉ်မှာဒါမြန်မာလူစင်တင်အနေရခဲ့မယ်ဆိုလို့ရှိရင်နှစ်ပွဲကစားရမချောင်းမှန်းနဲ့အိုဆူရဲ့နောက်တစ်စင်ကိုတက်ရနိုင်ဖို့အတွက်အခွင့်အရေးကောင်းတွေကိုပြင်ဆင်သွားနိုင်မှာလည်းဖြစ်ပါတယ်။တကယ်လို့အင်ကွန်ပွဲစဉ်မှာရှောင်းနိုင်ခဲ့မယ်ဆိုရင်ပါကစ္စတန်နဲ့နောက်ထပ်ကစားမယ်ဝေကွန်ပွဲစဉ်ပြီးတော့အောက်ဆူနောက်ဆုံးပွဲစဉ်ဖြစ်တဲ့စီယာတင်းနဲ့ပွဲစဉ်တော့မှာမြန်မာလူစင်တင်ဟာဒါပုံမှန်ခက်ခဲလာတဲ့အခြေအနေကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ ဆိုတော့ခါမှလည်းစင်တင်းနေတဲ့ကျွန်တော်၁၀နှစ်မှဇာမန်ပွဲစဉ်မှာဘလူးရက်လက်တွေထုတ်ပေါ်လာအောင်လှုပ်ဆောင်သွားနိုင်မလဲပြည်သက်တွေလိုချင်နေတဲ့အနေရလက်ကိုရောရယူသွားနိုင်မလားဆိုတော့အတော့ဆက်လက်ဆောင်ကြည့်သွားမှာလည်းဖြစ်ပါတယ်အဆုံးထိရှိပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါရဲနေ့ရက်တွေကိုပွင့်စင်နေကြပါစေ